တိတ်လှပါတယ်ဒီအတိုင်းလေးနဲ့ကိုပဲတိတ်လှနေပါပြီဒါအောင်မှခုစပန်းစင်ကျင်နေဆိုတော့မကြခင်နွမ်းကြည်ရတဲ့ဘုရားရောက်ရတော့မှာပေါ့လေအားလုံးပဲမင်္ဂလာပါဂျိတ်တန်ရာတွေကနေပြန်လဲကြိုဆိုပါတယ်မန္တလေးကြောက်ဝိုင်းကကျွန်တော်ကြောက်ထိုင်ဝယ်ယူနေတဲ့ဂျိတ်တန်ရီဆိုင်ကမ်းမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဘန်းထဲမှာတွေ့မြင်ရတဲ့အစသေးသေးလေးကိုကျွန်တော်အခုဒီပွဲစားစီရနေပြီးတော့မှ၄သိန်းနဲ့ ဝယ်ယူနေတာဖြစ်ပါတယ်အတစ်ဆလေးတစဖြစ်ပါတယ်ကြောက်စီကြောက်သားအပြည့်နဲ့အလွန်အမတန်လှပါတယ်အပွဲစားတော့မင်္ဂလာဖြစ်ပါစေလက်ကီးဖြစ်ပါစေလို့ပုတ်ပြီးတော့မှထွက်သွားတယ်ကျွန်တော်တို့ကျိတ်တန်ရည်ကြောက်မြင့်နာရောင်းဝယ်ရေးဆိုင်ငန်းဖြစ်ပါတယ်မန်လေးကြောက်ဝိုင်းအတွင်းထဲမှာရှိပါတယ်နော်ဘေးမှာတော့ကျွန်တော်အနီးကတနင်္ဂနွေတနင်္ဂနွေတွေကတော့အမြဲမပြတ်ရှိပါတယ်ကျွန်တော်ရဲ့နာမှာอืมโอเคအားလုံးမင်္ဂလာပါပေါ့ဗျာနော် ဲ့တော့ဒီမှာဗျာနော်ဒီအတစ်စလေးပေါ့နော်ညာဘက်ကအတစ်စလေးအလွန်မတန်ကြောက်စီကြောက်သားလဲလှတယ်အလွန်မတန်ပြည့်ပြည့်စုံတဲ့အလှတရားလေးသူ့မှာရှိနေပါတယ်ဒါမှလည်းပဲလူတွေကလည်းခက်တယ်ဗျာနော်ကျွန်တော်အပါဝင်ပေါ့ဗျာနော်လူတွေကလည်းခက်တယ်အလွန်မတန်လှပနေတဲ့ပန်လေးတစ်ခွန်းကိုခူးဆွတ်ပြီးတော့မှပန်ဆင်ကျင်တာဆိုတော့တိတ်မကြခင်မှာပဲနွမ်းကြည်ရမယ်ဘဝကိုရောက်ရတော့မှာပေါ့ဗျာနော် အခုတည်းကလှနေတယ်ဇင်းနှုံးအနေနဲ့လည်းပဲကျွန်တော်ဝယ်တဲ့အာယုံတိုင်းပြောရမယ်ဆိုရင်တော့ဒီကြောက်ကို၄သိန်းနဲ့ရတာအလွန်မတန်ပြော့တယ်ဝမ်းသာတယ်ဗျာနော်ဒီပုံစံနဲ့လေးကျွန်တော်မန်လေးကြောက်ဝိုင်းမှာမနခင်ဝိုင်းမှာချပြီးရောင်းမယ်ဆိုရင်ဒီဟာဒီကျက်ကြီး30ပဲဗျာနော်ဘလို့မှပြီးမလို့ဘူးနော်9သိန်း8သိန်း10သိန်းပေါ့ဗျာနော်ဒီလောက်ကတော့ချက်ချင်းဘာမှမလုပ်ဖ ೇನೆ ရောင်းကိုမြက်တယ်ဗျာနော်ဒါပေမဲ့လည်းပဲကို့အပြစ်ကိုသူများအပြစ်ကိုလွှဲချလိုက်အောင်ပဲဗျာဘာလဲဆိုတော့ ဖြတ်တောက်တွေးရောင်အစအဆုံးလုတ်ပြပါလို့လာမန်းတဲ့သူတွေကလည်းအများကြီးရှိတာဟုတ်ဗျာနော်ကိုယ့်ရဲ့အပြစ်ကိုသူများရဲ့သူများစီကိုလွှဲလွှဲချလာအောင်မနော်ဆရာရဲ့အစအဆုံးဖြတ်တောက်တွေးရောင်လုတ်ပြပါကျွန်တော်ကိုအဲ့လိုမျိုးတောင်းဆိုကြတယ်အဲ့တော့ကျွန်တော်ဒါလေးကိုအလွန်မတန်နှမျောပေးမယ်လည်းပဲဖြတ်တောက်မိရဲ့ဗျာနော်သွားပြီးတော့မှဖြတ်ပလိုက်တယ်အခုနကျွန်တော်ပြောသလိုပေါ့နော်ပန်းပင်မှာရှိနေတဲ့ပန်းပွင့်လေးကအလွန်မတန်လှနေပြီးသားပါနော် အဲ့ဒါကိုခူးဆွပန်းဆင်ကျင်တာဆိုတော့လေအဲ့တော့ကျွန်တော်ဒီမှာဖြတ်တောက်ပြီးတော့မှသွေးလိုက်တော့ဒီပုံစံလေးပြန်နော်အရွယ်လေးကတေးသေးလေးဖြစ်သွားတယ်ဘာကြောင့်လဲဆိုတော့အနာပါတာကိုပြန်နော်ကောင်းထိတ်မှာအနာပါတယ်ဆိုတာတော့အရွယ်လေးကတေးသေးလေးအဲ့တော့အခုနအရှိအတိုင်းလေးပဲမဖြတ်မတောက်ခွဲနဲ့ရောင်းနေဆိုရင်တော့မှကြက်ကြီး30လောက်ရမယ်ကြောက်ကဖြတ်လိုက်တဲ့အခါမှာအခုလိုလေကြောက်စီလေးတော့ကောင်းပါရဲ့ လှတော့လေလှပါရဲ့တို့ပြင်မဲ့လည်းတေးသွားတယ်ဗျကလက်ချင်ကတေးသွားကြတော့ကျွန်တော်တို့ဈေးကထင်တယ်လို့မရတော့ပါဘူးကိုယ့်ရဲ့အရင်၄သိန်းပြန်ရဖို့တောင်မှမနေကြိုးစားတော့မယ့်အနေထားလေးဖြစ်ပါတယ်အဲ့တော့ပန်းလေးတွေကတချို့ပန်းလေးတွေဆိုလို့ရှိရင်ပန်းပင်မှာမှရှိနေတဲ့အတိုင်းလေးကအလွန်မတန်လှပါတယ်ကိုယ့်ရဲ့လောဘကြောင့်ကိုယ့်ရဲ့အတ္တကြောင့်ခူးဆွပြီးတော့ပန်းစင်လိုက်တဲ့အခါမှာတိတ်မကြခင်မှာပဲနွမ်းကြည်ရတဲ့ဘဝကိုရောက်ရတယ်ဆိုတော့ အတိလေးရရှိလိုက်ပါတယ်ဒီဗီဒီယိုလေးကိုအစအဆုံးလိုက်ပါကြည့်ရှုအားပေးကြတဲ့တယောက်စီကြောင်ကျေးဇူးတင်ပါတယ်နောက်ထပ်ဂျိတ်တန်ရီတွေမှာ ပြန်လည်တွေ့ကြပါစို့ခင်ဗျာအားလုံးပဲတက်တာပါ